အလုံးမမင်္ဂလာပါ။တံခရိတ်ကွန်ဆီလာထဲရောမှပြန်လည်ကျဆွလိုက်ပါတယ်။အခုကြည့်ပေးမယ်။ပက်ကပိုင်ရေဒီယံကတော့ဘယ်သူမင်းကိုမျက်စိကျနေလဲဆိုတာကြည့်ပေးမှဖြစ်ပါတယ်။ဒါက relationship ရဲ့မဟုတ်ပေါ့နော်။လုပ်ငန်းဘက်လည်းဖြစ်နိုင်တယ်နော်။ဘယ်သူမှမဆိုပေါ့။အဲ့တော့ပြထားတဲ့ပုံလေးသုံးဖို့လည်းနှစ်သက်ပုံလေးတစ်ပုံရွေးချယ်တာပါ။ အစရင်ဖိုင်ရုပ်လုတ်ပြီးလာပြီထင်ပါတယ်အဲ့တော့ Facebook ကနေ Terror မင်းမြန်လို့ပါက Facebook search bar မှာ The Great Godzilla Terror လို့လိုက်ရှာလိုက်လို့ရှိရင် page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page မှန်ဆန်းကြောက်ကနေလည်းလာမင်းမြန်လို့ရတယ်လို့ video တိုင်းမှာ Fiverr Telegram WhatsApp ဖုန်းနံပါတ်တွေလည်းထည့်ပေးထားပါတယ် YouTube ကနေ reading တွေကိုပုံမှန်ကြည့်ရှုချင်တဲ့ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော် YouTube video တိုင်းရဲ့အောက်မှာလည်း Facebook page link ကို Fiverr Telegram WhatsApp ဖုန်းနံပါတ်ထည့်ပေးထားပါတယ်အဲ Terror reading ကကြတော့ ညမူဇော်ကနဲ့ဟောပေးတာဖြစ်ပါတယ်เนาะအတချို့ကကျတော့အဲ့လိုလာမေးအော် Viber Telegram WhatsApp ဖုန်းနံပါတ်တွေပေးထားတော့အခမဲ့ဟောပေးနေတဲ့အထက်မှာဆိုလို့ပါเนาะဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ဝမ်းလေးတွေ ှိရအောင်ဖိုင်ဝမ်းလေးတွေကိုဘယ်သူမျက်စိကြနေလဲ ်စီးကြနေတဲ့သူကပေါ့နော်ဒါဖိုင်ဝမ်းကြည့်နေတဲ့သူကမိန်ကလေးဖြစ်စေယောက်ျားလေးဖြစ်စေတစ်ဖက်လူကဒီမှာလဲတွေ့တာနော် Queen of Charles အဲ့တော့ပြောရမယ်ဆိုရင်တစ်ဖက်လူကနည်းနည်းလေးအနေထားမြင့်တဲ့သူတစ်ယောက်ကကိုမျက်စီကြနေရမျိုးရှိတယ်နော်အနေထားမြင့်တဲ့သူဆိုတာအလုတ်ခွေမှာဆိုလို့ရှိရင်လည်းအလုတ်တူနေတာပေါ့နော်ယာလူကြည့်ရင်ကိုထက်ယာလူမြင်မြင်မယ်နော်စာပြင်ဥမာအလုတ်ခွေမတူဆိုလို့ရှိရင်လည်းသူရဲ့ professional fee မှာ အဲယာရုကောင်းတဲ့သူမျိုးနော်နေရကြီးတဲ့သူမျိုးနေရကြီးကြီးထိုင်ထားတဲ့သူမျိုးပေါ့နော်ထိုင်ကုန်ကြီးကြီးမှရှိတဲ့သူမျိုးတို့ခေါင်းဆောင်ပိုင်းလို့စခင်ပေါ့နော်အဲ့ဒီမျိုးနောက်တစ်ခါငွေဝင်ကောင်းတယ်လို့နော်ငွေတလုံးတစ်ခဲတည်းရတတ်တဲ့စီးပွားရေးသမားတို့နော်ဒါတစ်ခါလူက main ကလေးဖြစ်စေယောက်ျားလေးဖြစ်စေနော်ဒါဒီ reading ကိုကြည့်တဲ့သူက main ကလေးလည်းရတယ်ယောက်ျားလေးလည်းရတယ်တစ်ခါလူကအဲ့လိုလိုမျိုးဖြစ်နိုင်တယ်နော်ဖိုင်ဝမ်းရဲ့တစ်ခါလူက နောက်ပြီးတော့အဲ့တော့အနည်းဆက်ဆုံးပေါ့နော် relationship အရာစဉ်းစားနေတဲ့သူမျိုးတွေပေါ့နော်အဲကိုက crush တီဖြစ်စီကိုက crush တီဖြစ်စီပေါ့နော်တယောက်ယောက်ရှိတယ်ဆိုလို့ရှိရင်တော့ဒါတန်းပြီးတော့မှန်းမိမဲ့သူမျိုးထဲမှာတော့ပါတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုဥမာတစ်ဖက်လူကတင်နေပေါ့နော်ဟိုအမှုချင်းစီရိုက်လေနည်းနည်းကွာခြားတတ်တဲ့ထဲမှာ ပါတတ်တယ်နော် ဥမာဖိုင်ဝမ်ကဘာသာရေး PPCC လုံးတက်တဲ့သူမျိုးဖြစ်တယ်နော်အဋ္ဌာန်နေပရိစိတ်တာတွေစဖြစ်မော်နော်အဲ့လိုဘာသာရေးအလုပ်တွေကို PPCC လုပ်တတ်တယ်ပုံကိုရေးပိုင်းဆိုင်ရာတွေယုံကြည်မှုရှိတယ်စသဖြင့်ဒီလိုမျိုးသူမျိုးဆိုလို့ရှိရင်တစ်ဖက်လူကတနေ့ကိုဖျားတဲ့ချိန်ရှစ်ခိုးဖို့တောင် ခဲရင်နဲ့ဆိုရတဲ့သူမျိုးဖြစ်တတ်တယ်နော်ဒိဋ္ဌိတို့ပြောမှာမဟုတ်ဖះမယုံကြည်ဘူးလို့လည်းပြောတာမဟုတ်ဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့လောက်တာကိုင်းတာအားနေတာနော်အဲ့တော့ပြောချင်တဲ့အတိတ်ပဲကတော့ဖိုင်ဝမ်းနဲ့တစ်ဖက်လူကစက်ညင်မဲ့အနေထားတစ်ခုမှရှိရတဲ့သူမျိုးဖြစ်နေမယ်နော်ဖိုင်ဝမ်းကဟိုအစင်ပြေတယ်ဆိုလို့ရှိရင်အစင်ပြေတယ်ဆိုရင်ငွေကြီးပိုင်းဆိုင်ရာပြောတာပေါ့နော်အဲ့လို စီပိုင်းပိုင်းဆိုင်ရာဖိုင်ဝမ်းရဲ့မိသားစုကနည်းနည်းအဆင်ပြေတယ်ဆိုရင်တစ်ဖက်လူကဖိုင်ဝမ်းထက်အရန်အဆင်ပြေလိမ့်မယ်။เนาะအဲ့လိုပုံစံမျိုးဘာလို့လဲဆိုတော့ဒီမှာကဖိုင်ဝမ်းထက်မြင့်နဲ့အာမြင့်နဲ့ဆိုတာကဘာမြင့်တာလဲဆိုတော့လောကုတ္တရာသဘောအရမြင့်တာကိုပြောတာမဟုတ်လောကီမှာရှိတယ်ပေါ့နော်ဒီငွေကြီးကုန်ဒရာဘိုင်းဆိုင်ရာအရတော့မြင့်တတ်တယ်เนาะဖိုင်ဝမ်းကဖိုင်ဝမ်းကကြတော့ အဲတာမန်လူလက်တန်းစားဆိုလို့ရှိရင်တစ်ဖက်လူကကိုယ့်ထက်အရန်မြင့်တယ်ပေါ့နမူနာဥပမာပြောရမယ်ဆိုလို့ရှိရင်ကိုကတစ်လကိုတသိန်းလောက်ဝင်ွယ်ရှိရဆိုတစ်ဖက်လူကတစ်လကို၁၀သိန်းလောက်ဝင်ွယ်ရှိအဲ့လိုကွာတယ်ပေါ့နော်ခုနလည်း reader ပြောတယ်ပြောထားတဲ့အချိန်မှာပါတယ်တစ်ဖက်လူသည် လုပ်ငန်းခွင်အလုံးလုံးလုပ်နေတဲ့အလုံးအလုံးတမားအရွယ်ဖြစ်နေပြီဆိုရင်လုပ်ငန်းခွင်ဝင်နေတဲ့သူဆိုလို့ရှိရင်တော့ကိုပိုင်စီးပွားရေးလုပ်ပါစေ ငွေကြီးနည်းနည်းလေးနဲ့လုပ်တဲ့သူမျိုးမဟုတ်ဘူး။မြများရင်မြများရအဲ့လိုရင်းနိုင်တဲ့သူမျိုးထဲမှာပါတယ်။မိသားစု background ပေါ့နော်။နည်းနည်းကောင်းနေဆိုတော့ဟိုမိသားစုအုပ်စုပေါ့နော်။တောင်းနေနော်။တောင်းနေ အော်နောက်ခံ background ကောင်းတယ်ပေါ့နော်။သူအရင်ကြီးအားမဆိုင်ရဘူး။ဥမာတချို့ရေကြတော့ဘဝသမားတွေရှိရလေနော်။ကိုကိုရိုင်စူးစမ်းပြီးတော့ပြည်လဲတဲ့သူတွေမှာအမျိုးမျိုးရှိတယ်။တချို့ကကြတော့ပြည်လဲတဲ့ဆိုတာမှန်ပေမဲ့လို့ကိုကိုမိသားစုကမှီခုန်နေရတာ။မိခုန်နေရတယ်ဆိုတော့ကိုကပြန်ပြီးတော့မိသားစုကိုဝင်ငှပေးရတာပေါ့နော်။ရှာဖွေကျွေးမှုရတဲ့ပုံစံမျိုးပေါ့။ဒီမှာအဲ့လိုမျိုးမဟုတ်ဘူး။သူ့ရဲ့ဖိုင်ဝမ်ရဲ့တစ်ဖက်လူကဟို background ကောင်းတဲ့ပုံစံမျိုးရှိတယ်เนาะမိသားစုကိုသူစိတ်ပူစရာမလိုဘူးဒါကြောင့်မလို့သူရှာသမျှငွေကသူ့လက်ထဲမှာအဖတ်တင်တတ်တယ်เนาะအဲ့တော့စီးပွားရေးကိုပိုင်စီးပွားရေးလုပ်တဲ့သူဆိုလို့ရှိရင်လည်းမြဲမြချင်းမြဲမြမြတ်တဲ့သူမျိုးဖြစ်တယ်ဝန်ထမ်းဆိုလို့ရှိရင်လည်းလာကနည်းနည်းများပြီးတော့နေရာကောင်းကောင်းရထားတဲ့အလုပ်ခွင်နေရာသူမျိုးဖြစ်တတ်တယ်เนาะအဲ့လိုပုံစံမျိုးလေးတွေ့ရတယ် နောက်ပြီးတော့စိတ်ဓာတ်ပိုင်းဆိုင်ရာအရာဆိုလို့ရှိရင်အဘယ်လိုမျိုးလဲဆိုတော့ तू ကစိတ်ဓာတ်ပြတ်သားတယ်လို့တော့ဆိုလိုတာမဟုတ်ဘူးပေါ့နော်စိတ်ပြတ်တာမပြတ်တာထား तू ကလောရကကြတော့ဘယ်လိုမျိုးလဲဆိုတော့ in the ဟိုအဖြူချပေါ့နော်အနာဂတ်ကိုပဲတွားတယ်နော်အနာဂတ်အနာဂတ်စီကိုပဲတွားတယ်မနှက်ဖြံကိုရောက်တဲ့အခါမှာဒီကြံခဲ့တဲ့နေ့ကမနေ့ကကိစ္စကိုတိတ်မတွေးဘူးဆိုတော့လူသားမျိုးဖြစ်တယ် ်အခုနရီကပြောတဲ့အချက်ကမပြီးသေးဘူးနှစ်ယောက်ကအဲ့လိုပေါ့နော်ဆန့်ကျင်ဘက်ကလေးတွေရှိတယ်ကိုကအဝတ်စားမှအဖြူရောင်ကြိုက်တယ်ဆိုသူကအမဲပေါ့ကိုကအလဲလက်တန်းစားဆိုသူကအရန်ပြည်လေတယ်ကိုကဘာသာရေးအရန်လုပ်တဲ့သူဆိုရင် သူကမလုပ်ဘူးမတိတ်မလုပ်တဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေကွာခြားချက်ရှိလိမ့်မယ်ဆိုတာမျိုးတွေ့ရတယ်တော်တော်လေးကွာခြားတယ်နော်နှစ်ယောက်ကဆက်ညီမဲ့အခြေအနေတစ်ခုခုမှာတည်ရှိနေတာမျိုးတွေ့ရတယ် အဲတစ်ဖက်လူကနောက်တစ်ခွက်ပါလဲဆိုလို့ရှိရင်မိန်းကလေးဖြစ်စေယောက်ျားလေးဖြစ်စေပေါ့နော်အိမ်မှာအုတ်ထင်းသူမိဘတို့မတချို့ကကြတော့မိခင်တည်သွားပြီဆိုလို့ရှိရင်လည်းမိခင်မရှိတော့ဘူးဆိုလို့ရှိရင်လည်းကြီးခဲ့သူတွေပေါ့နော်အုတ်ချုပ်ထွက်ထဲမှာအဲ့လိုအုတ်ချုပ်သူအမျိုးသမီးမိခင်ကိုကြောက်ရတဲ့သူထဲမှာပါတတ်တယ်အဘရသူဒီဘဝကိုရှေ့ကိုပဲဆက်သွားတယ်။နောက်ကျောင်းပြန်မလဲတတ်တဲ့သူမျိုးဖြစ်တယ်။နော်။အဲ့လိုလူမျိုးဖြစ်တယ်။ အဲဆိုလို့ဒါ relationship အတွက်ကြည့်တာဆိုလို့ရှိရင်တော့အဲ့ဒီကိုယ်မျက်စိကြနေတဲ့သူနဲ့ကိုနဲ့မြား relationship ဖြစ်ခဲ့မယ်ဆိုရင်တော့ပြတ်မသွားတာအကောင်းဆုံးပဲနော်ဘာဖြစ်လို့လဲဆိုတော့သူကရှေ့ကိုပဲဆက်သွားတဲ့သူမျိုးဖြစ်တဲ့အတွက်ဆုံးဖြတ်ပြီးသွားလို့ရှိရင် မတော်စာများ break up ဖြစ်သွားခဲ့လို့ရှိရင် နောက်ကြောင်ပြန်ပြီးတော့မလှဲ့လာမှာစိုးရင်ရတဲ့သူမျိုးထဲမှာပါတယ်တချို့ကကြအဲ့လိုမဟုတ်မပြတ်သားဘူးလीနော်အဲ့လိုမျိုးခဏတာစိတ်ဆိုးစိတ်ကောက် ဖြစ်လို့ break up ဖြစ်ပြီးသွားလဲပြန်လာတတ်တယ် ဆိုရင်ပြန်ဆက်လို့ရတယ်နော်အဲ့လိုမျိုးလေးရှိတယ်အမတချို့ဆိုလို့ရှင်ဒါနိုင်ငံအခြားနဲ့ပတ်သက်ဆက်ဆံရတဲ့လုပ်ငန်းတွေဒီကမ္ဘာနိုင်ငံအဝန်းနဲ့ပေါ့နော်ပတ်သက်ဆက်ဆံရတဲ့လုပ်ငန်းတွေနဲ့လုပ်တဲ့သူမျိုးဖြစ်တတ်တယ်နော်ပြီးတော့နည်းနည်းလေးပေါ့နော်သူကိုယ်သူ confident level so high နေတဲ့သူမျိုးဖြစ်တတ်တယ်သူကိုယ်ကိုသူကိုယ်သူပေါ့နော်လူတွေကသူ့ကိုအရန်သဘောကြတယ်လို့နော် လူတွေကသူ့ကိုအယမ်းထင်ကြီးတယ်လို့ဟို तू အမဆရာကြီးတို့အဲ့လိုစိတ်မျိုးပေါ့တကယ်တကယ်တော့ပေါ့နော်အဲ့လိုမျိုးလို့တော့ပြောတာမဟုတ်ဘူးเนาะဒါမှမဟုတ်သူ့ရဲ့စိတ်ထဲမှာသူ့ရဲ့ရှိနေတဲ့အနေထားထက်အဲသူတပားအဲ့လိုမြှောက်ပင့်နေပေါ့နော် စကားတွေထဲမှာตาရပြီးတော့ကိုယ့်ရဲ့အရေးချင်းထက်ကြော်လွန်ပြီးတော့ကိုကိုကိုမော်နေတတ်တဲ့သူတွေမှာတော့ပါတယ်เนาะအနောက်တစ်ခုကအဲ့လိုသူ့ရဲ့ပတ်ဝန်းကျင်မှာလည်းအဲ့လိုမြှောက်ထိုးပင့်ကတပားတွေ ရှိနေတာเนาะအမှန်တော့ तू ကဘလူလူတွေဝင်းရံထားတဲ့လူတယောက်ဖြစ်နေတယ်လဲဆိုရင် မိ쇠အစ်စ်တွေမဟုတ်ဖ ೇನೆ မိ쇠အတူရောင်နေပေါ့เนาะသူတို့ကိုချိုးအတွက်အတူရောင်နေဝင်းရံနေတဲ့လူတယောက်ဖြစ်တတ်တယ်เนาะဒါတော့ဖိုင်ဝမ်းလေးကိုအဲ့လိုလူမျိုးကသဘောကျနေတတ်ပါတယ်မျက်စိကျနေတတ်ပါတယ်ဒါဆိုရင် ဒီပုံလေးကိုရေးထားတယ် fine tool လေးတွေဖိုင်ထူးလေးတွေကိုဘယ်လိုလိုမျိုးကမျက်စိကျနေတတ်တယ် ဲ့တော့ find two လေးတွေကိုမျက်စိကျနေတဲ့သူကလူကိုကြည့်လိုက်ရင်ပေါ့နော်အိုးနည်းနည်းဖီယိုဖီယဖြစ်တဲ့ပုံစံရှိနေပြီမဲ့လို့ဒါ main clip ဖြစ်စီရကြားလေးဖြစ်စီပေါ့နော်စိတ်ဆိုးစိတ်ကောက်လွယ်တယ်စိတ်ဆိုးစိတ်ကောက်လွယ်တယ် အာလဲပေါ့နော်စိတ်ဆိုးစိတ်ကောက်လို့ရှိရင်တော်တော်နဲ့ပြန်ချော့လို့မလွယ်တဲ့လူမျိုးဒါမဲ့လို့ရုပ်ရည်အနေငယ်ရစ်မိမယ်လို့နော်စိတ်နှလုံးသားနူးညံ့တဲ့သူမျိုးတယောက်ကဖိုင်တူးလေးတွေကိုမျက်စိကျနေတတ်တယ်ဖိုင်တူးလေးတွေနဲ့ဒီလူကပေါ့နော်အဲအကျဉ်းကြီးများများတယောက်နဲ့တယောက်အပြင်မှာတွေ့ဖို့လေခဲရင်တဲ့သူတွေမှာ ါတယ်လို့တွေ့ရတယ်နော်တယောက်နဲ့တယောက်အကျင့်ကြီးများများတိတ်မတွေ့ဖြစ်ဘူးမတွေ့တဲ့အကျင့်ကပိုများတယ်ဟောအဲ့လိုပုံစံမျိုးတွေ့ရတယ်အဲ့တော့ဖိုင်နူးလေးတွေနဲ့တစ်ဖက်လူပါပေါ့နော်တိထားပြီးသားလူတွေဖြစ်နိုင်တယ်တိထားပြီးသားလူဆိုလို့ရှိရင်ဖိုင်နူးလေးတွေနဲ့ပေါ့နော်ပြဿနာတစ်ခုခု တတ်ထားတဲ့သူမျိုးထဲမှာပါတတ်တယ်ဘလို့ပြဿနာတက်တာလဲဆိုတော့သူ့ဘက်ကနေပြီးတော့ ဖိုင်တူးလေးတွေကိုလို့ပြောမှာနည်းနည်းပေါ့နော်လိမ်လေတလူမျိုးလှဲ့ဖျားတလူမျိုးပုံစံမျိုးဖြစ်အောင်သူ့အကျိုးအတွက်တဏှာဖြင့်ဖိုင်ထူးလေးတွေကိုအတုံးချတလူမျိုးဖြစ်အောင်ဆက်ဆံမိထားတဲ့သူတွေမှာပါတတ်တယ်ဆိုတာမျိုးတွေ့ရတယ်နော်သူကဖိုင်ထူးလေးတွေကိုတော်တော်လေးတော့သဘောကျတယ်စိတ်ထဲစိတ်ထဲမှာလည်း ိုင်ထူးလေးတွေနဲ့ပတ်သက်ပြီးတော့သူအများကြီးတွေးမိတယ်နော်အများကြီးတွေးမိတယ်တွေးမိပင်မဲ့လို့ဘယ်လိုအပြေမှာထုတ်ပြီးတော့ဖော်ပြဖို့အတွက်သူ့အနေနဲ့နည်းနည်းရှက်နေတတ်တယ်ပေါ့နော်သူထဲမှာပါတတ်တယ်ဆိုတာမတွေ့ရတယ်နောက်တစ်ခုဖိုင်ထူးရဲ့တစ်ဖက်လူကမိသားစုကိုတယောစဉ်အရန်တွေ့တတ်တဲ့သူမျိုးထဲမှာပါတယ်နော် ိုယ့်ရဲ့အနီးပတ်ဝန်းကျင်မှာဖြစ်စေကိုနဲ့ situation ရှိဖြစ်နေတဲ့သူ ရှိရင်ဖြစ်စေပေါ့နော်ဒီလို character လေးတွေရှိလာလို့တစ်ချက်ရှိုးလို့ရတယ်နော်တစ်ချက်ရှိုးကြည့်လိုက်လို့ဒီလို character မျိုးရှိရဆိုလို့ရှင်တော့သိကြတယ်ဒါ fine tool လေးတွေကိုမျက်စိကျနေတဲ့သူကသူပဲနော်အဲသူရပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လေလူတွေကသူ့ကိုကြောက်ကြတယ် အများကြီးစကားတွေခွန်းတုံပြန်ပြီးတော့အများကြီးမပြောရဲဘူး။နောက် तू ကပေါ့နော်လူတွေကို စိတ်ပိုင်းဆိုင်ရာအရာဖြစ်စီ၊ရုပ်ပိုင်းဆိုင်ရာအရာဖြစ်စီစိတ်ပါသည် ဖြစ်စီမပါသည်ဖြစ်စီကဲတင်ဆောင်မရတဲ့သူမျိုးဖြစ်တတ်တယ်။သူ့ကိုကြည့်လိုက်လို့ရှိရင်တွေ့လိမ့်မယ်ပေါ့နော်။ပတ်ဆိုင်ရလာရင်ဒါကတော့ဘသူကဘာဖြစ်လို့ချီးလို့ပေးလိုက်ရတယ်ဆိုတဲ့သူမျိုးတဲ့မှာ ပါတယ်။သူတို့ဘာဒုက္ခကို ကိုဒုက္ခလို့ ခံစားပြီးတော့ဖြည့်ရှင်းပေးဖို့အတွက်လူဖြစ်လာတတ်တဲ့သူအမျိုးစားထဲမှာလည်းပါတတ်တယ်။နော်ကိုအကျိုးမြတ်အတွက်သူကသူများကိုကူညီတာမဟုတ်ဘူး။တနည်းအားဖြင့်အဲ့ဒီအကူအညီလိုနေတဲ့သူတွေကလည်းသူ့စီကိုတဏမမတ်ရောက်လာပြီးတော့အကူအညီတောင်းတတ်တယ်။ဒါကြောင့်မလို့သူသည်သူ့ကိုဆေးရမတိတာတွေမေးတယ်ဆေးရတင်တာဖြစ်တဲ့အတွက်ကြောင့် तू ကအဲ့လိုလူမျိုးတွေကို ငါကကွယ်ပေးမှဖြစ်မယ်ဆိုတဲ့စိတ်မျိုးနဲ့အဲ့ဒီလူတွေရဲ့ဆရာတင်ခြင်းကိုခံရတဲ့အထဲမှာ ပါတတ်တယ်။ဟောအဲ့ဒါမျိုးလေးတွေ့ရတယ်။အဲ့တော့ကောင်းတဲ့အချက်ကတော့တစ်ဖက်လူသည်ချစ်ချင်းမေတ္တာ ကြီးမားတတ်တယ်နော်။အဲ့လိုမျိုးကိုတန်ရုံးစင်ရှိရသူတွေအပေါ်မှာတန်ရုံးစင်နက်နက်နဲနဲရှိတယ်ဆိုတဲ့အခါကျတော့ကိုလောက်ရမဲ့ကိစ္စအဝဝကို တယောက်တည်းဆောင်ရွက်ဖို့ခဲရင်နဲ့ကြောက်လန့်နေเนาะအဲ့လိုပုံစံမျိုးလေးရှိတယ်အဲ့လိုမျိုးလေးရှိတယ်အဲ့တော့ကိုနဲ့သူနဲ့ကဒီဖိုင်တူးနဲ့တစ်ဖက်လူနဲ့ကတချို့ဆိုလို့ရှိရင် long distance လည်းဖြစ်နေတတ်တယ်တယောက်နဲ့တယောက်မတွေ့ရတာကြာနေတာမျိုးတွေ့ဖို့ခဲရင်နေတဲ့အခြေအနေမျိုးမှာရှိနေတဲ့သူမျိုးလည်းဖြစ်တတ်တယ်ဘာလို့လဲဆိုတော့ဒီနမိတ်က ချစ်ချင်းမေတ္တာပါတယ်တစ္ဆာတရားပါတယ်เนาะဒီရီဒီရဲ့အတိတ်ပဲတဲ့မှာနောက်လွားဆလွားဆွတ်တန်းတာတရိယာချင်းဆိုတာလည်းပါတယ်ဆိုတော့ဟိုတစ်ဖက်လူကပြောမယ်ဆိုလို့ရှိရင်ဖိုင်2ကိုမျက်စိကြလို့ရှိရင်တခြားလူစီကိုအဲ့မျက်စိကိုပြန်လွှဲဖို့အတွက်သူ့အတွက်နည်းနည်းခဲရင်တဲ့အခြေအနေမျိုးနဲ့ခံစားရတတ်တဲ့သူမျိုးဖြစ်တယ်เนาะဖိုင်2ကို ပြောမယ်ဆိုလို့ရှိရင်ဖိုင်2နဲ့ပတ်သက်ပြီးသွားရင်ဖိုင်2နဲ့စကားပြောပြီးသွားရင် ဖိုင်တူးကလွယ်လို့ရှိရင်တခြားလူမတိုးတော့ဘူးပေါ့နော်ရှင်ထဲမှာလေအဲ့လိုပုံစံမျိုးသူ့ဘာသာသူလည်းသိတယ်ပေါ့နော်ဖိုင်တူးကိုမတွေ့ရတဲ့အချိန်တွေမှာမေ့ပြဖို့မလွယ်တဲ့ခြေနေမျိုးလေးတွေပေါ့နော်မေ့ပြဖို့မလွယ်တာမျိုးဒီလိုမျိုးလေးတွေအကြုံရတတ်တယ်အဲ့လိုလူမျိုးဖြစ်တတ်တယ်နော်ဒါမဲ့လို့တစ်ဖက်ကသူ့ရဲ့ dark side ကပြောရမယ်ဆိုလို့ရှိရင်နော် နည်းနည်းလေးစိုးတဲ့အထင်မှာတော့ပါတယ်။သူဒီအမားကိုထက်ခါ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 လှုပ်တက်တယ်။ပြီးသွားရင်မှားပြီးသွားတဲ့အခါကျလို့ရှိရင်လည်းပေါ့နော်လူတွေကို သူနောက်ထပ်မမှားတော့ပါဘူးဆိုပြီးတော့အယုံသွေးပြီးတော့ပြောဆိုတတ်တယ်။ဒါပေမဲ့နောက်တစ်ချိန်သူလှုပ်ချင်တဲ့အရာရှိလို့ရှိရင်တော့ခုနကတည်းကဟိုမမှားတော့ပါဘူးလို့ပေးထားတဲ့ဂရိကမတီတော့ပဲနဲ့သူ့ရဲ့စိတ်ဆန္ဒကိုပဲနံပါတ်1ဦးစားပေးပြီးတော့လှုပ်ဖြစ်လိုက်တဲ့သူမျိုးတစ်ယောက်ဖြစ်တယ်။ เนาะအဲ့လိုလူမျိုးက ဖိုင်ထူးကိုသဘောကျနေရမျိုးတွေ့ရတယ်။နောက်တစ်ခုကပါလဲဆိုတော့ဒီမှာလည်းအဲ့လိုမျိုးပဲဖိုင်ဝမ်းနီးနီးပဲအဖိုင်နူရဲ့တစ်ဖက်လူကကြတော့ပြောရမယ်ဆိုရင် ကိုးနေရဒေတာကနေတခြားနေရဒေတာမှာအလုတ်သွားလုပ်ရတာမျိုးသုံးမခီးထွက်နေရတာမျိုးနေရရွှေပြောင်းရှိတာမျိုးနော်ဒီလိုမျိုးတွေလုံနေတဲ့သူတွေမှာ ပါတယ်နောက်တစ်ခုဒီမိသားစုမှာဆိုလို့ရှိရင်လည်းအကြီးအကဲတယောက်ယောက်ကိုပေါ့နော်အယန်းကို အဲတုံနေအောင်ကြောက်ရတယ်ပေါ့နော်တုံနေအောင်ကြောက်ရတဲ့သူမျိုးတဲမှာလည်းပါတယ်ဆိုတာမျိုးတွေ့ရပါတယ်အဲ့လိုလူမျိုးတစ်ယောက်က find to ကိုညစီကြနေပါတယ်ဒါဆိုရင်ဒီပုံလေးကိုရေးထားတယ် find 3လေးတွေ ဟိုင်သမီးကိုဘယ်သူကမျက်စိကြနေတယ်လဲ ိုင်သရီးကိုမျက်စိကြတဲ့သူကဘလိုလူမျိုးဖြစ်လဲဆိုရင် လူချစ်လူခင်ပေါ်များတဲ့သူမျိုးဖြစ်တယ်။စံပွင့်တဲ့သူမျိုးဖြစ်တတ်တယ်။နောက်ပြီးတော့ပညာဉာဏ်ကြီးမားတတ်တယ်။ကျူးကျူးဆဆနဲ့ပေါ့နော် အပတ်တကုတ်တစ်ခုခုကိုဒါပညာရေးနဲ့ပတ်သက်ပြီးတော့လေ့လာသည်ဖြစ်စီစီးပွားနဲ့ပတ်သက်ပြီးတော့လေ့လာသည်ဖြစ်စီအပတ်တကုတ်နဲ့ကျူးကျူးဆဆပေါ့နော် နေမိတ်ညာမိတ်လှုပ်ဆောင်တတ်တဲ့သူတွေမှာပါတတ်တယ်။ အာပြောမယ်ဆိုသူ့ကိုဝိုင်းပြီးတော့တိုက်ခိုက်နေတဲ့သူတွေလည်းရှိတယ်။နောက်ပြီးသူကမိသားစုကိုအလွန်ချစ်တတ်ပြီးတော့စီကားတိုက်မြိုက်တဲ့အတိုင်းဝိုင်းရှိတဲ့မိသားစုတစ်ခုကိုပိုင်ဆိုင်ထားတဲ့သူမျိုးဖြစ်တတ်တယ်။မိသားစုမှာဆိုလို့ရှိရင်လည်းသူကပေါ့နော်မိသားစုကိုမှုခိုတာထက်စားလို့ရှိရင်သူ့ကိုအာမိသားစုဝင်တွေကမှုခိုတဲ့ပုံစံမျိုးရှိတတ်တယ်နော်။ တချို့ဆိုလို့ရှိရင်တစ်ဖက်လူကတိတ်မကြခင်အခြေအနေမှာအိမ်သေးဆောက်ထားတာမျိုးအိမ်သေးဝယ်ထားတာမျိုးရှိတဲ့အခြေအနေမျိုးရှိနေမယ်နော်အာဖိုင်တရီလေးတွေတတိထားပြီးတော့ကြည့်ကြည့်ပေါ့နော်ကိုကိုမျက်စိကြနေတဲ့သူကအဲ့ဒါမျိုးလေးရှိတယ်သူရဲ့ကောင်းတဲ့အချက်ကပါလဲဆိုတော့ဖိုင်တရီလေးအပေါ်မှာတော်တော်လေးကိုဟိုနှစ်သက်သဘောကျမှုပေါ့နော်ရှိတယ်ပေါ့လဲဆိုတော့ဖိုင်တရီလေးတွေနဲ့ပတ်သက်ပြီးတော့သူကအချိန်ယူပြီးတော့တော်တော်လေးပေါ့နော်စဉ်းစားပြီးတော့ ဟိုဒီနှစ်ရောက်ရဲ့ဆက်ဆံရေးကိုဘယ်လိုကောင်းမွန်အောင်လုပ်ရမလဲလို့အချိန်ကြာကြာစဉ်းစားပြီးတော့အကြံထုတ်နေတတ်တဲ့သူမျိုးဖြစ်တယ်เนาะအဲ့လိုပုံစံမျိုးတွေ့ရတယ်အဲ့ဒါမျိုးလေးတွေ့ရတယ်နောက်တစ်ခုကပါလဲဆိုဖိုင်3ကိုတစ်ဖက်လူကပေါ့เนาะဟိုဖိုင်3အနေနဲ့စိတ်တက်ကြနေတဲ့အချိန်တွေပဲဖြစ်ဖြစ်လမ်းပြောင်းနေတဲ့အချိန်တွေမှာပဲဖြစ်ဖြစ် ဖိုင်သရီးလေးတွေကဒရာမာခင်းချိန်နေရလောက်အောင်တစ်ဖက်လူကဖိုင်သရီးလေးကိုဂယူးဆိုင်ပေးတတ်တဲ့သူမျိုးဖြစ်တတ်တယ်เนาะအဲ့လိုမျိုးဖိုင်သရီးနဲ့ပတ်သက်တဲ့ကိစ္စကိုအသေးစိတ်စိတ်ဝင်စားတဲ့အဲသူမျိုးဖြစ်တတ်တယ်เนาะအဲ့ဒါအဲ့လိုမျိုးလေးဖြစ်တတ်တယ်ဆိုတာမျိုးတွေ့ရတယ်နောက်တစ်ခုကဘာလဲဆိုတော့ကိုလိုအပ်တဲ့စိတ်ခွန်အားဖြစ်စီငွေခွန်အားဖြစ်စီပေါ့เนาะကုညီပေးနိုင်တဲ့ကုညီထောက်ပံ့ပေးနိုင်တဲ့အဲ့လိုစိတ်မျိုး ရှိတဲ့သူဖြစ်တတ်တယ်နော်အဲ့မျိုးတွေ့ရတယ်အာဒီမှာလဲ find 3မှာလဲအဲ့လိုပဲတစ်ဖက်လုံးလဲ find 3လေးတွေကအာ long distance ဖြစ်နေတဲ့ဆက်ဆံရေးထဲမှာလဲရှိတတ်တယ်ဆိုတာမျိုးတွေ့ရတယ်နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်အာ find 3နဲ့တစ်ဖက်လုံးလဲကတော့ဒါ energy အရပေါ့နော် အအတက်ရွယ်ပိုင်းခြားရလဲအရန်ကြီးကွာတဲ့သူမျိုးတော့မဟုတ်ဘူးကိုယ်မျက်စိကြနေတဲ့သူကနောက်တစ်ခုကဘာသာရေးနဲ့ပတ်သက်ပြီးတော့လဲကိုဝါသနာပါတယ်ဖိဖိစီစီလောက်တဲ့ဆိုရင်တစ်ဖက်လူကလည်းအဲ့လိုဝါသနာပါတယ်ဖိဖိစီစီလောက်တဲ့ပေါ့နော်ယုံကြည်မှုအားကောင်းတဲ့သူတွေမှာပါတတ်တယ်ဆိုတာမျိုးတွေ့ရတယ်နော် သူကဥမာပြောမတတ်ရင်တော့မှသကလုံးအုံလုံးကျမ်းတယ်လို့ထင်ရင်တော့မှ စိတ်နှလုံးသားနူးညံ့ပြီးတော့လှပတဲ့သူမျိုးဖြစ်တတ်တယ်နော် သူဟာသူ့ဘဝတနေ့ထက်တနေ့မြင့်မာဖို့အတွက်အချိန်တိုင်းလေးလာသိညူပြီးတော့စူးစမ်းအားထုတ်နေတတ်တဲ့သူမျိုးထဲမှာပါတယ်ဆိုတာမျိုးတွေ့ရတယ်နော်အဲ့တော့သူကအဲ့လိုအများအားစူးစမ်းနေတဲ့အတွက်တချို့လူတွေကပေါ့နော်ဒီ fine 3နဲ့ရှင်ပြီးတော့ပေါ့နော် fine 3ရကြတော့သူ့ရဲ့စိတ်ကိုစိုးမိုးထားနိုင်တယ်စိုးမိုးထားနိုင်တဲ့အတွက်ကြောင့်မလို့ဘေးလူတွေက သိရဆိုလို့ရှိရင်တော့မှပဲ fine 3ကိုကြည့်ပြီးတော့ပေါ့နော်ဒီလူကပေါ့နော်ဗာများအဲ့လောက်ထိ ဖိုင်သရီအပေါ်မှာပေါ့နော်မေတ္တာတရားတွေပြနိုင်လို့ဖိုင်သရီကအဲ့လောက်ထိတောင်ဆွဲလန်းနေရလဲဆိုတော့ပုံစံမျိုးနဲ့စိတ်တို့ဒေါသထွက်တတ်တဲ့အခြေအနေမျိုးတောင်ရှိတတ်တယ်ဆိုတာမျိုး တွေ့ရပါတယ်နော် အဲအဲ့ဒါဆိုရင်ပါရှိအောင်လဲဒီမှာလဲလို့ပဲပေါ့နော်ဖိုင်ထူးလို့မျိုး long distance ဖြစ်ရင်ဖြစ်နေတတ်တယ်ဒါမှမဟုတ်လို့ရှိရင်နှစ်ယောက်ကလူချင်းမဝေးလို့ရှိရင်စိတ်ချင်းဝေးနေတယ်စိတ်ချင်းမဝေးလို့ရှိရင်ပေါ့နော်လူချင်းဝေးနေတယ်ဆိုတော့အနေထားမျိုးနဲ့ကြုံတွေ့နေရတတ်တဲ့သူမျိုးဖြစ်တတ်တယ်။နော်ဒီမှာဝန်ထမ်းနေပါရည်လည်းဖြစ်တတ်တယ်ပေါ့နော်။ဝန်ထမ်းဆိုလို့ရှိရင်တော့မှပဲကိုယ့်ရဲ့အလုပ်ဌာနမှာနေရာကောင်းကောင်းရထားတဲ့သူမျိုးဖြစ်တတ်တယ်ဆိုတာမျိုးတွေ့ရတယ်နော်။အဲ့လိုမျိုးလေးတွေ့ရပါတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီးတော့အားကောင်းတဲ့သူမျိုးဖြစ်တယ်ပေါ့နော်။ယုံကြည်မှုရှိတယ်။တည်တည်ချက်ချာလဲ PPCC လောက်တက်တဲ့သူမျိုးတွေမှာပါတယ်ဆိုတာမျိုးတွေ့ရတယ်နော်။အဲ့လိုလူမျိုးတယောက်က findery ကိုသဘောကျနေရဆိုတာမျိုးဖြစ်တတ်ပါတယ်။ချိုးဆိုလို့ရှိရင်မှာပေါ့နော်။အကယ်၍စီးပွားရေးသမားဆိုလို့ရှိရင်လည်းစီးပွားရေးတစ်ခုတည်းပို့ပြီးတော့ပေါ့နော်။အများကြီးလောက်တဲ့သူမျိုးတွေထဲမှာလဲပါတယ်ဆိုတာမျိုးတွေ့ရပါတယ်နော်။ အဲ့တော့သူ့ရဲ့အပေါင်းအသင်းတွေကိုလည်းသူ့ရဲ့မိသားစုတစ်ဖွဲ့ပေါ့နော်အာရန်ကိုရင်းနှီးနှီးချစ်ခင်တဲ့အထဲမှာပါတယ်ဆိုတာမျိုးတွေ့ရပါတယ်ဒါဆိုလို့ရှိရင်ဒါက find the really တွေအတွက် reading ဖြစ်ပါတယ် find တော့ဘုံလည်းဖြူဖတ်ပေးပြသပါပြီအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ next read နေ့မှာပြန်လည်ဆုံးဖြတ်ကြမယ်နော်